အားလုံးပဲမင်္ဂလာပါရှင်။ခိုင်ခွတ်စွာပါလေးဆဲ channel တွေနဲ့အလုံးကိုပြန်လေးပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှပြပြပေးမယ့်အကြောင်းအရာကတော့ခိုင်ခွတ်လုပ်ငန်းခွင်သုံးစာအုပ်ဆိုတဲ့စာအုပ်ကိုအဆက်ကိုပြပြပေးမယ်ပေါ့နော်။အဲ့တော့မှအရင်ဗီဒီယိုမှာဒီခိုင်ခွတ်အရာတွေကိုတုံ့ပြန်အားဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရှိသေးရဲ့ပင်ပေးအချက်တွေကိုတတိထားရမယ်ဆိုတော့ပေါ့နော်။ဒီ tree တန်းနေနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးထားတယ်။ဒီနေ့ကတော့အဲ့ဒီအဆက်ကိုပြန်ပြီးတော့ပြပြပေးပါမယ်။ ဒီနေ့အဲ့ဒီအဆက်ကပါအကြောင်းလေးဆိုလို့ရှိရင်ဘတ်တော်ဥကောခဆုမရေနော်ခွဲခါခဲဒီအဲ့ရာကိုအရွှေပြောင်းမလုတ်ခင်မှာဖိုးဖွားတွေကိုဘလိုမျိုးခွဲခါခဲလုတ်ကမလဲဆိုတဲ့ဟာပြပြပြထားပါနော်နေတေအီရိုဟီတိုဝဘတ်တော်ကဥကောခုတိုခဝိုက်တိုခန်ဂျီမတ်အဲ့တော့အဲ့နေပေါ့နော်အဲ့နေနဲ့အဲ့ရာကြီးကလှုပ်သွားတယ်ပေါ့အဲ့လိုဆိုရင်တို့ကအဲငလင်ဖြစ်တယ်လားဘာဖြစ်တယ်လဲဆိုပြီးတို့ကြောက်သွားမယ်ပေါ့နော်ဘောခဆုမရေနိစတိုင်းမရှော့ဒါကြောင့်မလို့အဲ့လိုမျိုးနှိမ့်နိုင်မြင့်နိုင်ပေါ့နော်စသဖြင့်ဒီလိုမျိုးသူ့ဟာကိုဘာမှမလုပ် ခင်ပါတယ်ကိုကဘလို့ဖြစ်ခွဲခါခဲလုကမှာဒါအဲ့ရမှာမဟုတ်ဘောเนาะဘလို့ဟာပဲဖြစ်ဖြစ်ဒီဖိုးပွားနဲ့ကိုနဲ့တခုခုဆက်သွဲပြီးတော့လောက်ကရမယ်ဆိုလို့ရှိရင်ခွဲခါခဲလုကမှာအဲ့တော့ kika ရဲ့ကိုရှီမားစပတ်တူအားခဲမှာဝေစားလိုက်မယ်เนาะအဲ့ရကိုမြင်မယ် shokuji desu ထမင်းစားတင်ဖြစ်တယ်ဒါပဲဒီရဆွီအဲ့တော့ဒါပဲရဆွီနိအာတမောက်အားခဲမှာစားရတဲ့ဒါလွယ်တဲ့အနေထားဒီပေါ့เนาะခေါင်းကိုမြင်မယ်เนาะ အဝါဒီမရှိတာဘတ်တူစာကဲမတ်အဲ့တို့ပြီးသွားပြီအေးရောပြန်ပြီးချမယ်နော်စာသဖြင့်ပေါ့နော်ဒီလိုမျိုးဒါကနမူနာစာကြောင်းလေးပြပြပေးထားတာအဲ့လိုမျိုးခွဲကားခဲ့ပါမှာတော့ခဏနာဆိုရှိမတ်နဲ့အဲ့တော့အချိန်နေပါမဖြစ်မနေလောက်ကြရမယ်နော်ခိုင်ဝါကတခိနဟီရောလီယောရှာနီဝခွဲဥဒါရှိတဲ့စတိုင်မတ်အဲ့တော့ပေါ့နော်အဖိုးဘက်ကကိုယ်ပြန်ပြီးတော့အဟိုင်အိုနေဂိုင်ရှိမယ်စသဖြင့်ဘာမှမပြောနိုင်ဘူးဆိုရင်တော့ကိုကကျင်းဒီဘောက်ပြောပါမယ်ခွားကိမိုကြီးပါအိုနာဂျီတက်စ်တဲ့အဲ့တော့ ကောင်းတဲ့သူပဲဖြစ်ဖြစ်မကောင်းတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ကဘာမှပြမပြောနိုင်တဲ့သူပဲဖြစ်ဖြစ်သူတို့ကြောက်တယ်ဆိုပြီးတော့ခံစားရမခံစားချက်ကအတူတူပဲသူပြောချင်တာကဟာဒီအဖိုးဘွားကငါ့သူ့စကားပြောနေတယ်သူကငါ့ကိုပြမပြောနိုင်ဘူးဒါကြောင့်မို့လို့ငါ့သူ့ဘာမှမပြောတော့ငါ့ဘက်ကမျက်နှာနှိမ့်တာလေငါ့ဘက်ကစိတ်ကြိုက်လုပ်လိုက်နေဆိုရင်ဆိုပြီးတော့ပေါ့နော်မတွေးပဲနဲ့ကောင်းတဲ့သူပဲဖြစ်ဖြစ်ကိုယ်ပြန်ပြီးတော့ပြောနိုင်တဲ့သူပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေါ့နော်ဒီစကားမပြောနိုင်တဲ့သူပဲဖြစ်ဖြစ်ကိုကကိုယ့်ဘက်ကနေပြီးတော့ထုတ်ပြီးတော့ပြောပြရမယ်ပေါ့အထူးသဖြင့်ကိုက ြောတာသူတို့ကနားလေရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကပြန်မပြောနိုင်ဆိုရင်တော့နားလေတယ်။ပြီးတော့အဲ့ရကခုနလိုလှုပ်သွားတယ်ဆိုလို့ရှိရင်ကြောက်တယ်ဆိုပြီးတော့ခံစားရမယ့်ခံစားချက်ပေါ့နော်။ငလင်လာပါတာပေါ့နော်စသဖြင့်ဒီလိုမျိုးကြောက်တယ်ဆိုပြီးခံစားမယ့်ခံစားချက်ကအတူတူပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖလိုရီယောရှာဆားမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကကိုယ်ခါခဲ့လုကပါမေးတဲ့။ဟုတ်။ဒါပြီးတော့ရင်တော့ကကူနင်းတက်စတိုပေါ့နော်။ကကူနင်းတက်စတိုကကြာတော့အရှိမတင်ခဲ့ရတဲ့ဒီအိရာနဲ့ပတ်သက်ပြီးတော့ဘာတွေကိုတတိထားရမလဲဘယ်အချက်တွေကကောင်းလဲ ဆိုတဲ့ဟာကိုကကွန်နေလောက်တာဖြစ်ပါတယ်အဲ့တော့ရှေ့ကဗီဒီယိုဖိုင်ကိုလေ့လာထားတဲ့သူဆိုလို့ရှိရင်တော့ဖြည့်နိုင်မယ်ထင်တယ်အရှေ့ကဗီဒီယိုဖိုင်ကို မလေ့လာထားတဲ့သူဆိုရင်တော့ဒီကကွန်နေတက်စ်တို့မကြည့်ဘဲနဲ့အရင်အဲ့ဒီဗီဒီယိုဖိုင်ကိုတွားပြီးတော့လေ့လာတာကောင်းမယ်လို့ထင်ပါတယ်ဟုတ်တရရှိမွန်တို့အဲ့ဒါပြီးမှ show ဒါဆိုရင်သူတက်ကနေ၆ဖြည့်ပေးထားတယ် API မှာအမတို့က ဘယ်နံပါတ်တီကမှန်တယ်လို့ဆိုရွေးပြရမှာပေါ့နော်နံပါတ်တီကကြာရီယောရှာကနေတိုက်အီတနော်နဲ့ခွဲခတ်ခဲကိုရှင်နိုင်တဲ့ဘတ်တူကိုအားခဲ့တဲ့ဆိုချီကိုရှင်မချတာအဖိုးကတဲ့အဖိုးကြီးတောင်ဖြစ်တယ်ပေါ့နော်ဒီရီယောရှာတွေကအဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့သူဘာမှမပြောပဲနေပေါ့နော်အဲ့ရောင်မြင်ပြီးတော့ဆိုချီကိုလှုပ်လိုက်တယ်တဲ့အဲ့တော့ခုနပြောရဲပေါ့နော်ဒီအဖိုးဖားကဘာပဲလုပ်နေလုပ်နေကိုကတေချာလေးခွဲခတ်ခဲလုပ်ပြီးတော့မလုပ်ရမယ်လို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်တီကမှားပါတယ်နံပါတ်နှစ်ကကြတော့ဘတ်တူကိုအားခဲ့တဲ့ ခိုးခိုက်တော့ရှိမှစတာအဲ့ရောင်မြင်ပြီးတော့ဒီအဝတ်စားလေးပေးတာကိုလုပ်ခဲ့ပါရဲ့တဲ့ဂျူပွန်ကောနိရှော့ခူဂျီခိုက်ကောဆိုလို့တော့တဲ့နောက်10မိနစ်လောက်ကြာလို့ရှိရင်တဲ့သူထမင်းကြွေးမှာပေါ့နော်ထမင်းကြွေးမှာမှလို့တဲ့စာကင်းလိုက်တဲ့ဟဲရောင်ဒဲမှစတာအဲ့ရောင်ပြန်ပြီးတော့မချပင်းနဲ့ သူ့အခန်းထဲကနေထွက်လာခဲ့တာ၏တဲ့အဲ့တော့အမတို့အရှိန်မှာပြောထားတယ်ပေါ့နော်ကိုကမြင့်ခဲ့တယ်ဆိုလို့ရှိရင်မူလနေရာကိုပြန်ပြီးတော့ထားနှိမ့်ခဲ့တယ်ဆိုလဲမူရနေရာကိုပြန်ပြီးတော့ထားရမယ်ဆိုတဲ့ဟာကိုသင်ခဲ့ရဖြစ်တဲ့အကြောင်းမို့လို့နံပါတ်2ကလည်းမှားတယ်ပေါ့နော်နံပါတ်3ကကြရီယောရှာနောက်ခါရတာနော်ယောစုကိုခီတဲ့ခါချီယပူရှိましたその後これでいいか確認しましたအဖိုးဖားရဲ့ခန္ဓာကိုယ်အခြေအနေကိုကြည့်ပြီးတော့တဲ့အာကြည့်ပြီးတော့ဖြစ်တယ်မေးပြီးတော့ပေါ့နော်ဒီအဲ့ရာကိုမြင့်ခဲ့တယ်ပေါ့နော် အိတ်ခဲချဲရပူဆိုတာလုတ်ခဲ့ပါရဲ့တဲ့အဲ့ဒါပါလေဆိုတာမသိရင်လည်း share video မှာသွားကြည့်နော်ဆိုတော့ကတော့အဲ့ဒီနောက်မှာတဲ့ခိုရတဲ့ ਈ ကကခုနေရှိမစတာဒီရနဲ့အစီအမေလားဆိုပြီးတော့ကခုနေလုတ်ခဲ့တယ်ပြောရမယ်ဆိုလို့ရှိရင်တော့အဖိုးဖားရဲ့ခန္ဓာကိုယ်ရဲ့အခြေအနေကိုကြည့်တယ်အိယာကိုမြင်ရမလားအချရောက်ကိုပဲမြင်ရမလားခေါင်းကိုပဲမြင်ရမလားပေါ့နော်စသဖြင့်ဒီလိုမျိုးဟာကိုသူလုတ်ခဲ့တယ်အဲ့လိုလုပ်ပြီးတဲ့အခါမှာလေသူကဒီဆရာလေးကခုနေလုတ်ခဲ့တယ်လို့ရေးထားပြတဲ့အကြောင်းမို့လို့နံပါတ်3ကမှန်တယ်နော်နမလေးရကြတော့ခိုင်ကောဘတ်တို့ဟောဥခောကဆုတို့ခိုင်ကောဘတ်တို့နော်မာဝဒီနိခီယိုစခဲမတ်ဒီ ်ခိုင်းကော့အိယာကိုပေါ့နော်ဒီရွှေရှားတာကြီးလုပ်တဲ့ခါမှာတဲ့အဲ့ဒီအိယာရဲ့ဘေးကပေါ့နော်ဒီမှာညိနေရပါရဲ့ရှင်မလားဆက်တဲ့ပြင်ဓာတ်တွေကိုသတိထားပါမယ်တဲ့ဒါဆိုရင်မှန်တယ်နံပါတ်၄ကမှန်တယ်နော်နမင်္ဂကြတော့ခိုင်ကိုပတ်တူနော်တာခါဆာအိုအာဂေတာဂျောတိုင်းနဲ့ဟိုကနဟီတိုနော်ခိုင်ဂျိုနီအီခီမတ်အဲ့ဒါခိုင်ကိုအိယာကို ရဲ့အမြင့်ကိုပေါ့နော်ဒီနှိမ့်ထားတဲ့အချိန်ကြီးပေါ့ဒီနှိမ့်ရက်သားနေပေါ့နော်ဒီတိုင်းထားပြီးတော့တခြားသူကိုပြုစုဆောက်ရှောက်ဖို့အတွက်သွားပါမယ်တဲ့အဲ့တော့အရှိမလည်းပြောခဲ့ပြီးသွားရင်နော်ဘာပဲလုပ်လို့နှိမ့်မဲနှိမ့်နှိမ့်အိယာကိုမြင့်မဲမြင့်မြင့်ကိုလှုပ်ပြီးသွားပြီဆိုလို့ရှိရင်မူလနေရာကိုပြန်ထားလို့ပြောထားဖြစ်တဲ့အတွက်နံပါတ်5မှားတယ်နံပါတ်6ကကြတော့ဇန်ခိုင်ကျော်နော်ရီယောရှာနာနော်တဲ့ခိုင်ကောဘတ်တုံနော်အသက်ဆုဒီဝါအာရှင်းနာကုတဲမူအီဒက်စ်အဲ့တော့ဘောနော်ကိုကဇန်ခိုင်ကျော်ဆိုတာပြောမှဆိုရင် तू ကဘာမှမလုပ်နိုင်ဘူး तू ဘာပဲလုပ်လို့ကိုကလုပ်ပေးရမှာ အဲ့လိုအဖိုးဖားဖြစ်တော့တဲ့ကိုကပေါ့နော်သူ့ရဲ့ဒီအိယာကလက်ကင်တဲ့ကိုမထားလေးပဲရှာရေးတဲ့အဲ့တော့ပေါ့နော် तू ကတော့မလှုပ်နိုင်ပါဘူးလေပြုတ်မကြပါဘူးလေဆိုပြီးတော့ရိုက်ထားခဲ့လို့မရဘူးပေါ့နော်အဲ့တော့နံပါတ်5နံပါတ်6ကလည်းမှားပါတယ်ဒါဆိုရင်အဖြေမှန်းကျတော့နံပါတ်3နဲ့4ကဟိုက်ဒါပြတော့လို့ရှိရင်တော့အမတို့ကဒီတဲတွေအားရှိတယ်အမှန်တော့မပြောလေးပဲရမယ်လို့ထင်မယ်ပေါ့နော်ဒီ level တောင်ရောက်နေပြီဆိုတော့အကုန်လုံးဒီအခေါ်ဝယ်အကုန်လုံးသိမယ်လို့ထင်ပါတယ်ဟိုက်ဒါဆိုလို့ရှိရင်အမတို့အမြန်လေးပြောလိုက်မယ်ပေါ့နော်ဆွမဲဆိုတာကြလက်သေးကိုပြောတာတဲတော့ခို ပြတော့လို့ရှိရင်တဲရင်တော့ဟိတာဒါလည်းသိမထင်နဲ့တဲခုပြီးဆိုလက်ကောက်ဝက်အဲ့တော့ယူပြီးမှမှအမတို့ကလက်မကိုအိုရာယူပြီးတော့ခေါ်တယ်မသိလို့ရှိရင်တခါတည်းမှတ်မယ်နော်ဒါအသုံးဝင်လာဖြစ်တဲ့တကြောင်မလို့လက်မကိုအိုရာယူပြီးတော့ခေါ်တယ်လက်ညှိုးဆိုတာကသူများတွေကိုလက်ညှိုးထိုးတယ်လက်ညှိုးထိုးတယ်ဆိုကြတဲ့ဟိုပါဟိတိုစာရှိယူပြီးဟိတိုပေါ့နော်လူတွေကိုညှို့ပြရတယ်လက်ညှိုးဖြစ်တဲ့တကြောင်မလို့လက်ညှိုးကိုဟိတိုစာရှိယူပြီးတော့ခေါ်တယ်အဲ့တော့လက်ခလေကလက်တီအားလုံးရဲ့အလဲမှာရှိရဖြစ်တဲ့တကြောင်မလို့နာခယူပြီးတော့ခေါ်တယ်အဲ့တော့လက်မကကြတော့ဟိုနော်ဥမာကိုကကိုပေါ့ စကားပဲမပြောချင်လို့တရားရုံးနဲ့ပြောရဆိုလို့ရှိရင်ဂျပန်မှာလက်မှတ်ထောင်ပြရဆိုလို့ရှိရင်ဘောနော်ဒါဘယ်သူလဲဒါဘယ်သူလဲလို့မေးလိုက်လို့အဖိုးဖားရဲ့လက်မှတ်ထောင်ပြရဆိုတာသူတို့အမေကပြောရဆဲအထိပ်ပဲအဲ့တော့ခုနပြောသွားရလဲဆိုတော့နတ်ကာယူပြီးဆိုတာကျတော့အမတို့ကလက်တွေအကုန်လုံးအလဲမှာရှက်ပြီးတော့ကျွန်တော်လက်ကလေးကိုနတ်ကာယူပြီးလို့ခေါ်တယ်လက်သက်ကြဲကျတော့အမတို့ကကုဆူရီယူပြီးလို့ခေါ်တယ်ဘောနော်အမတို့မြန်မာပြည်မှာဆိုလဲရှိရလေစေးမွေလို့ရှိရင်ဘယ်လက်နဲ့မွေရလဲဘောနော်အမတို့တခြားမသိဘူး အဲ့ဒါအဲ့လိုမျိုးလို့ရှိရင်မြန်မြန်ပြောက်တယ်ဆိုပြီးတော့စသဖြင့်ရှိတယ်လို့ပဲသူတို့မှလည်းလက်တကြွေကိုခုစူရီယူပြီးလို့ခေါ်ပြီးတော့လက်တန်းကအသေးဆုံးလက်ကလေးဖြစ်တဲ့တခြားမလို့ခိုးယူပြီးလို့ခေါ်တယ်နောက်တစ်ခုပေါ့နော်ဥမာအဲ့သူကဘာလုပ်လဲမေးလိုက်လို့အဖိုးဖားတွေကလက်တန်းလေးပြရဲဆိုလို့ရှိရင်ဒါသူတို့ရဲ့မိမစသဖြင့်ပေါ့နော်ထိုင်မျိုးတွေရှိညွန်းတာဟုတ်ဒါဆိုလို့ရှိရင်တော့လက်မကအိုယာယူပြီးလက်ညှိုးကဟီတိုဆာရှိယူပြီးလက်ကလေးကနာခယူပြီးလက်တကြွေက ခုစူရီယူပြီးနောက်ဆုံးလက်တန်းလေးကကြတော့ခိုးယူပြီး ်ပြီးရင်အာရှိနော့ခိုအဲ့ဒါလည်းတိမဲ့တင်နေပါတော့ပြီးရင်ကျတော့အဲ့တော့ခူရူပူရှိဆိုတဲ့စကားလုံးလေးကတော့အစ်စ်ပေါ့သူကဘာပြောရလဲဆိုလို့ရှိရင်အမတို့ကခြေချင်းဝက်ခြေချင်းဝက်မှာအမတို့ကအိတ်နားလေးမှာစမ်းကြည့်လို့ရှိရင်အယိုးလေးရှိတယ်အဲ့အယိုးလေးကိုပြောတာပါတော့အဲ့တော့အရှိခုပြီကိုလည်းသိမယ်လို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ဒီတစ်ခုလုံးမှာအစ်စ်မှတ်ကမှာကလက်ချောင်းလေးကိုခေါ်ဖို့မသိတဲ့သူဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုတာမှတ်မယ်ပြီးတော့လို့ရှိရင်ကျတော့ခူရူပူရှိဆိုတဲ့ဟာလေးကိုမှတ်ထားရပါပြီ ောက်တစ်ခုကကြတော့အခန်း၉ကကြတော့ဘတ်တူမေကင်းကူပေါ့နော်အဲ့ဒါကကြတော့အမတို့အေးရခင်းလေးရနေပတ်သက်တဲ့အခန်းမှာဒါပေမဲ့အဲ့ဒါကဒီနေ့တော့မပြောတော့ပါဘူးအမအခုဗီဒီယိုသွင်းလာ၄ပုတ်လောက်ရှိပြီဆိုအမတော်တော်လေးစခရဲဖြစ်သွားလို့ပါအဲ့တော့နောက်ရကြမှာပြောပါတော့မယ်နော်မင်းနဲ့ဆက်အတန်းနေ